2025ခုနှစ်အတွင်းအမျိုးသမီးဇက်ဆောင်အကယ်ဒမီစုအတွက်အပြန်ရေးပန်းစားနေတဲ့နာမည်ကြီးမင်းသမီး၄ယောက် ရည်သမားအလုံးမဲမိင်္ဂလာပါရှင်နှစ်တနှစ်ကုံဆုံးဖို့နှီးကပ်လာတဲ့ချိန်မှာမြမရုံရှင်လောကအတွက်အကယ်ဒမီစုဘေးဘွဲကလည်းနှီးကပ်လာပါတယ်ဒီလိုမျိုးအကယ်ဒမီစုအတွက်နှီးကပ်လာတာနဲ့အတူအကယ်ဒမီစုကိုဘယ်မင်းသားမင်းသမီးတွေကရမလဲဆိုတာကအငင်းခုံဖြစ်ပြီးတော့စိတ်ဝင်စားဖို့ကောင်းနေပါတယ်အထူးသဖြင့်မင်းသမီးတွေကြားထဲမှာအမျိုးသမီးဇက်ဆောင်အကယ်ဒမီစုကိုဘသူကရမလဲဆိုတာရေပန်းစားနေတာပါပရိသတ်တွေကလည်းကိုချစ်တဲ့မင်းသမီးကိုရစေချင်ကြတာတဘာဝပါပဲမနေ့က ဆိုရင်တော့အမျိုးသမီးဆက်ဆောင်အကယ်ဒမီစုကုံမိုးဟေကုံဝင်းမုံရွှေရီနဲ့မိမိကိုကိုတို့ကအပြန်ရေပန်းစားခဲ့တာဖြစ်ပါတယ်။ဒီအထက်ကမှအမျိုးသမီးဆက်ဆောင်အကယ်ဒမီစုကိုတိမ်ပကျင်ရုပ်ရှင်ဇာတ်ကားကြီးနဲ့အတူဝင်းမုံရွှေရီကရရှိသွားပါတယ်။အခုလေဒီနေ့မှထိတ်တန်းအမင်းသမီး၃ယောက်ကအကယ်ဒမီစုရဖို့ရေပန်းစားနေတာပါ။ဒီဗီဒီယိုလေးမှာတော့အခုနှစ်အတွင်းအကယ်ဒမီစုရရှိနိုင်တဲ့မင်းသမီးတွေကိုတင်ဆက်ပေးမှာပါ။နံပါတ်၄ဖွေးဖွေး အခုနှစ်မှာအကယ်ဒမီဆုရရှိနိုင်တဲ့မင်းသမီးတစ်လက်ကတော့ဖူးဖူးဖြစ်ပါတယ်။အနုပညာအလုပ်တွေကိုအချိန်ကြာကြီးရန်နာထားတဲ့မင်းသမီးဖူးဖူးဟာမင်းသားအလင်းရောင်နဲ့အတူဒါရိုက်တာဝိုင်းရိုက်ကူထားတဲ့ဂန်ကော်နီရုပ်ရှင်ဇာတ်ကားကြီးနဲ့ပရိသတ်တွေကြားတဲ့ကိုပြန်ရောက်လာတာပါ။ဖူးဖူးရဲ့တရုပ်ဆောင်ချက်တွေကပြောစရာမလိုအောင်ကောင်းမွန်လွန်ပါတယ်။ ဂန်ကော်နီဇက်ကောင်းမှာတော့အချစ်ဦးကိုနှစ်တွေအကြာကြီးချင်းရတဲ့သူဖြစ်နေဖိုးဝေးကတယုံဆောင်ထားတာကြောင့်အကယ်ဒမီစုရမလားဆိုပြီးတော့လူပြောများနေတာပါပရိသတ်တွေကတော့အဖွေးစင်လေးကိုရောက်စေချင်နေကြပါပြီနံပါတ်3ခင်ဝင့်ဝါ ငငရွရွနဲ့ကလေးအမေတစ်ခုလက်မုတ်ဆိုးမဆိုပေမဲ့ရွာကသူကိုအနိုင်ကျင်းတဲ့လူရန်ကားကိုပြန်ပြီးတော့တုံ့ပြန်ကတားကိုရှင်ပြူပေးနိုင်ခဲ့တဲ့အမေတယောက်ရဲ့ character ကိုအပိုင်နိုင်ဆုံးတယောက်ဆောင်နိုင်ခဲ့လို့ခြေကျူးခံနေရတာကတော့တယောက်ဆောင်မင်းသမီးလေးခင်ဝင်းဝါပါခင်ဝင်းဝါကပုံမှန်ဆိုရင်နူးနူးညံ့ညံ့နဲ့ချစ်စရာကောင်းပေမဲ့ပြောတဲ့ရုပ်ရှင်ဇာတ်ကားမှာတော့ character စီးမျောမှုနဲ့အတူမင်းသားနေဝင်နဲ့အပြိုင်တယောက်ဆောင်နိုင်တာကိုတွေ့ရပါတယ်ဒါဟာသူမရဲ့အနုပညာမှတ်တိုင် ခုလိုတောင်ပြောလို့ရပါတယ်။ဒါကြောင့်လည်းခင်မင်းဝါကဒီနေ့မှာအကယ်ဒမီစုရနိုင်တဲ့မင်းသမီးတစ်လက်အဖြစ်နဲ့နာမည်ကြီးနေပါတယ်။နံပါတ်1ဝင်းမုံရွှေရင်မနစ်ကအတိတ်မကြီးဇက်ကားနဲ့အကယ်ဒမီစုရခဲ့တယ်လို့ဒီနေ့မှာကိုရိုင်းထုတ်လို့ရိုက်ကူထားတယ်။နတ်ဝင်တဲ့ဇက်ကားနဲ့အကယ်ဒမီစုရမယ်ဆိုပြီးတော့မျှော်မှန်းခြင်းခံနေရတာကတော့ဝင်းမုံရွှေကြီးပါ။ ဝိမုံရွှေကဒီနေ့မှာတော့သစေတရေဝိညာဉ်တွေကိုမြင်နိုင်တဲ့အမျိုးသမီးနောက်ဆုံးကိုချင်းရသူကတည်သွားတဲ့ဝိညာဉ်ကိုမပြောရက်ပဲစစ်သူအတွက်မတရားမှုတွေကိုဖြည့်ရှင်းပေးတဲ့ခရီတာကိုအကောင်ဆုံးပုံဖော်တရုပ်ဆောင်ထားနိုင်ပါတယ်။မျက်လုံးအကြည့်တွေကစအသက်ပါလွန်လှပါတယ်။ဒါကြောင့်လည်းဒီနေ့အကယ်ဒမီကဝိမုံရွှေအတွက်ထပ်ဖြစ်လာမလားဆိုတာကတော့စောင့်ကြည့်ရမှာပါ။ နံပါတ်1ဆိုးပြေးတဲ့စဉ် Academy စကားတင်စင်ရင်နဲ့ဝင်လာတာကမကြသေးခင်ကပူပူနေနေမင်္ဂလာဆောင်လိုက်တဲ့မင်းသမီးလေးဆိုးပြေးတဲ့စဉ်ဖြစ်ပါတယ်။ ဆိုပြတဲ့စင်ဟာတခိတခါကနာမည်ကြီးအောင်မြင်ခဲ့တဲ့ပန်းမြိုင်လေကဥယျာဉ်မှု remake ရုပ်ရှင်ကားကိုမင်းသားမြမြနဲ့အတူတွဲပြီးတော့တရုပ်ဆောင်ထားပါတယ်ဒီရုပ်ရှင်ဇာတ်ကားကရုံမတရားသေးပေမဲ့ဆိုပြတဲ့စင်ရဲ့တရုပ်ဆောင်ဇာတ်ကအကယ်ဒမီမှတ်လို့ရကြောင်းကို trailer တွေကထင်းထင်းရှားရှားမြင်ရပါတယ်ကနဝင်ကားကိုပြန်ရိုက်တာကြောင့်တာဝန်ကြီးပေမဲ့သူမကတော့အကောင်းဆုံးလုပ်ပြနိုင်ခဲ့ပါတယ်ဒါကြောင့်လေဆိုပြတဲ့စင်ဟာအခုနှစ်မှာအကယ်ဒမီဆုရနိုင်တဲ့မင်းသမီးဖြစ်မလားဆိုတာစောင့်ကြည့်ရမှာပါ အခုပြောပြခဲ့တာကတော့မကြခင်အကယ်ဒမီဆူရနိုင်တဲ့မင်းသမီး၄ယောက်အကြောင်းပါဒီမင်းသမီးတွေထဲမှာဘသူကအကယ်ဒမီဆူနဲ့ထိုက်တန်နေလို့ထင်လဲကိုယ့်ရဲ့အချစ်တော်တွေအတွက်မှတ်ချက်ပေးခဲ့ပါအောင်ရှင်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်